ဝါဆိုတင်ကန်းဆိုတာဝါရင်းသုံးလကလပတ်လုံးဝါမကျိုးမပေါက်ပဲနေပြီးမှတရင်ကျွတ်တဲ့အခါမှာသူရနဲ့တင်ကန်းကိုဝါဆိုတင်ကန်းလို့ပြလက်ထက်ကခေါ်ကြအခုခေတ်ကာလကြတော့ဝါမဆိုခင်ဝါဆိုမှလူကြတာရှိတယ်ဝါဆိုပြီးမှ ပူကြတာလည်းရှိတယ်ဝါတွင်းကာလဝါဆိုနေတုံးကြတဲ့မှာလည်းပူကြတာရှိတယ်ဒီသင်္ကန်းတွေကတော့တဲ့ဝါဆိုသင်္ကန်းဖြစ်ပါသလားဆိုတော့ဖြစ်ပါတယ်တဲ့အဘိလို့လဲဆိုတော့ပါတိမောင်ဒေသကိယပါစိတ်ပတ္တဝမှာအစ္စေကစေဝရတိတ်္ကဘုံ တာရှိတယ်။ဣဇေကစီဝရဆိုတာသောတလေရှောင်းတခင်သူရတဲ့တင်တဲ့ပေါ့ဒီဒိဋ္ဌပုဂ္ဂိုလ်ရှိတယ်။တခါကအမတ်ကြီးတဦးဟာစစ်တိုက်ထွက်မယ်ပေါ့စစ်တိုက်ထွက်ကြပြီးမှသူ့အတက်ကိုသူ စိတ်မချရတဲ့အခါတန်ဃာတော်ရှင်သူရပြားကိုဝါသူတင်ငန်းလူရန်ဖို့ရန်အတွက်ပြိပိတ်တော့တန်ဃာတော်ရိယဝါကျွတ်မှသာလေမြတ်စွာဘုရားကဝါသူတင်ငန်းကို လူခံခွင့်ပေးထားတယ်ဒါကြောင့်မလို့တို့ဝါမကျုံသိတဲ့အတွက်အလူမခံကြဘူးဆိုပြီးတော့နေတယ်ပေါ့အဲ့တော့ဒီအမကြီးကအရှင်မြတ်များကဘာကြောင့်ငါတင်ကန်းကိုအလူမခံကြတာလဲငါရဲ့အသက်ဟာစစ်တိုက်သွားရင်အမခံကြမရှိဘူးဒါကြောင့်မလို့ငါဒီတင်ကန်းကိုလူကျင်တာတော့အရှင်မြတ်တွေကဘာကြောင့်အလူမခံကြတာလဲဆိုပြီးတော့ပြစ်တင်စကားပြောတော့ မြတ်စွာဘုရားကဒီကြောင်းကိုပြီးသွားတဲ့အခါခြေသားတို့အစောတလေလူတဲ့ရှောင်းသခင် လူတဲ့သင်္ကန်းကိုအလူခံခွင့်ရှိတယ်ဆိုပြီးတော့သိခါဖို့ပြင်းတဲ့တော့အဲ့ဒီကနေစပြီးတော့ဘာရင်းကာလမဟုတ်ပေမဲ့လည်းအစောတလေရှောင်းသခင်လူတဲ့သင်္ကန်းများကိုရဲတော်များကအလူခံခွင့်ရတယ်ပေါ့အဲ့ဒီမှာစစ်ထွန်းသွားတဲ့ပုံကိုယ်တွေ တက်ကိုစိတ်မချရတဲ့အခါဘာလို့သင်္ကန်းအဖြစ်ထူတန်းကျင်ပါလဲ။ဝါမကျုံသေးပေမဲ့အလူခံခွင့်ရှိပါလေ။အရာတပါးကိုခရီးသွားမဲ့ပုဂ္ဂိုလ်ဒီအဲ့လိုအရာတပါးကိုခရီးသွားမဲ့ပုဂ္ဂိုလ်တွေကလည်းပဲခရီးမသွားခဲ့ကောင်းမှုကုသိုလ်လေးပြုလုပ်ခြင်းပါလေ။ဝါဆိုသင်္ကန်းထူတန်းကျင်ပါလဲဆိုရင်ထူတန်းခွင့်ရှိရဲ့။ဒါရလေးရောက်တော့မကြမ်းမမတဲ့ပုဂ္ဂိုလ်တွေ ဝါသောသင်္ကန်းလူရန်ကျင်တယ်အလူကံဝေးရှိတယ်မွေးကာနီဘွားကာနီပုံကိုယ်တွေမိမသားတွေသင်္ကန်းလူကျင်တယ်ဝါသောသင်္ကန်းအဖြစ်လူကံဝေးရှိတယ်အရင်တော့ကသရတရားမရှိဘူးခုမှသရတရားအသည့်ဖြစ်ပေါ်လာတဲ့ပုံကိုယ်တွေလည်းပဲတဲ့ဝါသောသင်္ကန်းကိုလူရန်ဝေးရှိတယ်နောက်လူကံဝေးလည်းရဟန်းတော်များရှိပါတယ်ဒါကြတော့ဝါသုတင်္ဂန်းကဘယ်အချိန်ဒီဝါရုကာလပဲလူရဲလို့ရတာလားဆိုတော့ဟုတ်ပါဘူးတဲ့ မိမိတို့ဟာတရားတရားဖြစ်ပေါ်လာတဲ့အချိန်မှာဝါစုတင်တယ်ပါလို့ပြောပြီးတော့လူမဲ့ဆိုရင်ဝါတွင်ကာလာရောဝါမစုခင်ရောဝါကျွတ်ပြီးရောအဲ့ဒီအချိန်မှာတော့ကိုက၁၂၁၂လရာသီလုံးကိုဝါစုတင်ငန်းပါလို့ပြောပြီးတော့လူခံလို့ရပါတယ်လူရဲလို့ရပါတယ်ဒါဝါစုတင်ငန်း ဖြစ်ပေါ်လာဖို့ဆိုလို့ရှိရင်တော့ခုနကအစ္စေကသီဝရတိတ်္ကဘုံနဲ့ပတ်သက်ပြီးလို့ရှိရင်တော့ဒါဣဒဂာအီးရနေဒီမကြီးကနေစတယ်လို့ပြောရမှာပဲနောက်တစ်ခုကဝတိကတာနိကသီဝရတဲ့နော်ဒါကတော့မိုးရေခံတင်ကန်တဲ့ဘာသူတင်ကန်နဲ့မိုးရေခံတင်ကန်ကိုရောနေကြတာရှိတယ်ဘာသူတင်ကန်နဲ့မိုးရေခံတင်ကန်ကမတူပါဘူးဘာသူတင်ကန်ကခုနကပြောခဲ့တဲ့ဒဂါကြီးကိုအကြ ါတယ်။မိုးရေခမ်းတင်ငန်းဝတ္တိကတာတိကစီဝရသိက္ခာပုံဆိုတာတိတက်ရှိပါတယ်ယရဏဝတ်မှာ။သူကတော့ဝိတ္တခအကြောင်းမကြီးကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတာဖြစ်တယ်။အဲကြောင့်ဘွာစုတင်ငန်းနဲ့မိုးရေခမ်းတင်ငန်းကတော့မတူပါဘူး။ဘွာစုတင်ငန်းက12လရာသီလုံးလူတိုင်းဝင်ရှိပါတယ်။